မင်္ဂလာပါရှင်။တနင်္လာရီတိုင်းတရေဌာနမနေ့ကင်းတရေစီစေရန်မလ၈ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။စစ်ကောင်စီတပ်ကတုံးပန်းအတွင်းဒဝဲမြို့နယ်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကိုစီးနေသိမ်းပိုက်ပြီးမိရှို့ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေစီကသိရပါဗျ။ ကင်းခုံးရွာအနီးမှာရှိတဲ့စခန်းတစ်ခုနဲ့အညာပြားကျေးရွာအနီးမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်စခန်းတွေကိုစစ်ကောက်စီတပ်ကသိမ်းပိုက်ခဲ့တာပါစခန်းသိမ်းခံရတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးပြီးခဲ့တဲ့တပတ်အတွင်းစစ်ကောက်စီတပ်ရဲ့ချိုခိုတက်ခဲမှုတွေကြောင့်တနင်္သာရီမြို့နယ်မှာတွန်လှန်ရေးတပ်ဖွဲ့ဝင်ခနှစ်ဦးကြာဆုံးထားတယ်လို့မြေပြင်ရဲဘော်တွေစီကသိရပါဗျာ အခုလ9ရက်နေ့ကဒံယာရရဲဘော်တွေကိုကဲပြီးပြန်လာတဲ့လူနာတင်ရင်ကတက်ခိတ်ခံရပြီးနောက်ကောင်းမွန်မှာပါလာတဲ့ရဲဘော်လေးဦးအပြင်းထန်ဒံယာရခဲ့ပြီးနောက်တရက်မှအဲ့ဒီအထက်ကရဲဘော်တဦးကြောက်ဆုံးခဲ့တာပါအခုလတရက်နေ့ကလည်းတွန်လိုင်းရီတက်စစ်တခုဟာစစ်ကောက်စီတက်ရဲ့အလင်းငိုက်တက်ခိုက်တာခံခဲ့ရပြီးရဲဘော်6ဦးကြောက်ဆုံခဲ့တာဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်ခံရပြီးရေးမျိုးနယ်အခြေစိုက်စစ်ကောင်စီချင်းမြန်တန်ရဲခမာရ991မှာတောင်ဝန်ထမ်းဆောင်ခဲ့ရတဲ့စစ်ကောင်စီတပ်သား2ဦးဟာဒေါနာတန်ရင်ထံအလင်းဝင်ခဲ့တယ်လို့အခုလ6ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်သူတို့ဟာအပတ်စဉ်တင်းနဲ့အပတ်စဉ်6တင်းနန်းစင်းတွေဖြစ်ပြီးရေးမျိုးနဲ့အတွင်လမ်းကင်းဆောက်ရွံ့နေတဲ့အချိန်ဒေါ်နာတက်ရင်တက်ခွဲတော့ဖြစ်တဲ့ရေးပျောက်ကြားတက်ခွဲစီလက်နဲ့မပါဘဲအလင်းဝင်ခဲ့တာဖြစ်ပါတယ်။ ပလောမျိုးနယ်ပလောမျိုးပေါ်မှာအေရီထဲအထိပါစစ်ကောက်စီတက်တွေအတင်းအဓမ္မဝင်ရောက်ပြီးပေါ်တာဆွဲနေတဲ့အတွက်ပြီးခဲ့တဲ့နှစ်ရက်အတွင်းအမျိုးသားဆယ်ဦးထပ်မံအဖမ်းခံခဲ့ရတယ်လို့မြို့ခံတွေစီကသိရပါဗျ။ အခုလ6ရက်နေ့ကအမှန်3ရက်ကွက်ကအမျိုးသား9ဦးကိုသူတို့ရဲ့နေအိမ်အသီးသီးမှာစစ်ကောင်စီတပ်ကပေါ်တာဝင်ဆွဲသွားသလိုပလောမျိုးတရားစစ်ကောင်စီဆစ်ဆဲရဲဂိမ်းမှာလည်းယောက်ျားလေး2ဦးဆိုက်ကယ်စီးလို့ဆိုတဲ့အကြောက်ပြချက်နဲ့အမျိုးသား2ဦးအဖမ်းခံခဲ့ရတယ်လို့မြို့ခံတွေကပြောပါတယ်အခုလခနေရနေမှာလဲပလောမျိုးရေစခန်းအနီးမှာတွာလာနေတဲ့အမျိုးသား၃ဦးကိုစစ်ကောင်စီတပ်တွေဖမ်းသွားတာတွေ့ခဲ့ရပြီးသူတို့ဟာဘသူဘဝတွေဖြစ်တယ်ဆိုတာကိုတော့မသိရသေးပါဘူး။ အခုလ9ရက်နေ့ကလေးကကော့တောင်းမြို့နယ်ခမောက်ငွေရွာထဲကိုတောဆင်ရိုင်း9ခေါရောက်လာတဲ့အတွက်လူချိုရေးစိုးရင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကြီးရော်ပူကြီးကျောင်းဝင်းအတွင်းမှာလည်းတွာလာနေတဲ့အတွက်ရွာခံအများစုကတော့အလုပ်တွေနားထပြီးအိတ်ထဲမှာပဲနေထိုင်နေကြရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင်ကော့တောင်းမြို့နယ်ထဲကနေရာတချို့ကို တောဆင်ရိုင်းဝင်ရောက်မှုကြောင့်လူထိခိုက်ဒိဆုံရှိခဲ့ပြီးဥယျာဉ်ခြံပျက်စီးတဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။ တလင်းသားရင်မျိုးနဲ့မောရောင်မျိုးကဒေသအခေါ်ထင်းရှူကိုလို့ခေါ်တဲ့နေရာမှာမနေ့ကမော်လွယ်ပိုင်ကစပီတောမီလောင်နေတာကြောင့်ကွန်တီပြိုပင်တွေရောဘာပင်ငယ်တွေနဲ့တောင်ရခင်းတချို့မီးလောင်ပျက်စီးထားတယ်လို့သိရပါတယ်။မိသားတပ်ဖွဲ့နဲ့ပရိုက်တာအသင်းတွေကမင်းညစ်တပ်ဖို့စ조사နေကြပေမဲ့မနေ့ညညဦးပိုင်အထိတော့မီးလောင်နေဆဲဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။ တင်လာရထိုင်တဲ့ဌာနရဲ့မနေ့ကင်းတင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။